လုံးမေကြီးကပြောရင်ဟိုအေးသားလေးမေကြီးတရရလို့ဟုတ်သားလေးရပါတယ်မမီကောင်းတယ်ကောင်းတယ်သားလေးအလေပြန်လာပါဦးဟုတ်ဒီကြောင့်မင်းပြန်လာပါဘာတငယ်ချင်းတွေပါခေါ်ခဲ့လीဟုတ်ဟုတ်သားဒီကောင်းလေးခေါ်ကြည့်လိုက်အောင်လေဆိုင်ခေါ်ရမယ်အေးအေးသားလေးလုံးနဲ့မောင်ဖြူလေးပြီးနေတာပုံရပြီးစနေကြနေပြီးပုံရတယ်။လို့ထလင်းလား။အေးမောင်ဖြူရော မမရမင်းတို့ကအဲ့ဖွင့်လို့ချောင်းပြရမလို့လိုက်မှာဒီလိုက်ချင်တာပေါ့ငါလည်းကြည်ရတာလေးမလို့မင်းမေချက်ကြည့်ရတယ်ခင်စားချင်တယ်ဒီရဆောင်းတို့လည်းပြလိုက်လေငါတော့တူသွားမယ်ညလိုက်ချက်ကြနော်အေးဒါချောင်းရမတည်းမှာအတူတူပဲငါပြောလိုက်ရအောင်ကြလားနော်တော်တော်အလုံးနာမဖြစ်လို့လဲကြောင်းရတော့ပြန်နေရအောင်လို့ဒီကစားကြမ်းတဲ့ကြောင်းပြောပြလိုက်တယ် ။ဟာဟာလေသူကမင်းနဲ့ရမယ်ကိုသူတို့ရောက်ခေါ်သွားလို့မင်းလိုက်။ဟာပိုက်မှာပေါ့တာကြီးကငါလည်းလိုက်ချင်နေကြာပြီ။အဲ့ဟံကူဖြူမင်းတို့ရောက်မှာဘာထူးဆန်းတာရှိလဲ။အော်ငါတို့ရောက်မှာဘာရှိသေးလဲကျွန်တော်တို့ရောက်မှာငါတို့အိမ်ကြီးကမှချောင်းလေးတစ်ချောင်းရှိတယ်ကွာ။အဲ့မှာရေကူးလို့ရတယ်မင်းတို့။ပြီးတော့ကြာငါတို့ရောက်မှာဒေါ်နဲ့မကြီးရဲ့တဲ၆တဲအိမ်ကရှိတယ်။ဟမ်တဲ၆တဲအိမ်ဒီရေတကယ်၆လို့လား။ ပြောင်းလေး၆တန်းပါမယ်ရန်တိုင်းရဲ့လူကြီးကြီးဒါတိုင်းရဖြစ်မှာပါရဲ့အေးငါတို့မင်းတို့ရရောက်အဲ့အိမ်ကိုတွားရအောင်ရောအေးမင်းတို့တွားရလို့ငါတော့ဖို့ကောင်းဖို့ကောင်းဆောင်နေငါလည်းဖုန်းရှိငါလည်းတွားကြည့်ချင်အေးတိုင်းအဲ့ဒါဆိုငါတို့မင်းတို့ရရောက်တော့တော့အဲ့အိမ်ကိုတွားကြအောင်ဟယ်လိုမြန်မာသူတင်ရင်တိုင်းကနောက်နေခီးထွက်ရမယ့်အကြောင်းကိုပြပြရှင်းရှင်းတိုင်းမြင်ဆွေးနွေးတာတိုင်းမှာပြောရှင်းနေကြလို့နဲ့နောက်နေမှာမောင်ရှိုးတို့တင်ရင်တွေလား

မောင်ရှုံးမေကခမင်းဟင်းနဲ့တက်ခံကျွေးမွေးတော့သူတို့အားလုံးအစားကောင်းတော့ဖယ်ရင်းနဲ့ပြည့်စုံနေကြတာနော်အန်တီအများကြီးချက်ထားတာမြများစသားလေးတို့ဒီကနေ့ကျတော့ခမင်းစားတော့ပြည့်ရချင်မှာမောင်ရှုံးရဲ့အိမ်တော်ပြကဆန်းချောင်းလေးထဲမှာတကယ်ချင်းတော့အတူတူပြေးလာပြောက်သွားပြီးဆော်ရတာနေကြတယ်အဲ့လိုနေရရောက်တဲ့အချိန်မှာသူတကယ်ချင်းတော့ဒီတိုင်ဝင်ဟာရတဲ့တရေတွေကိုတွားဖို့ ။အဖေမိသားစုအိတ်တဲ့ချိန်ကြီးသူတို့မအိတ်သေးပဲစောင့်နေခဲ့ကြတယ်။ငါ၁၇ရောက်တဲ့ချိန်မှာမိသားစုအိတ်ပေါ်သွားတဲ့ချိန်မှာသူတို့တကယ်ချင်းတော့အင်ဂျင်ကြီးတွေကိုဦးတည်ပြီးတိုင်းရှာကြောင်းလို့ရောများတော့ငါမေးပြီးအစီအမံ။ဒီကမှမဖြစ်အောင်လက်ချိုင်းနေတယ်။ဘာလို့ခွေးရလဲဦးရောကွာငါလို့ကြိုးတော့ချာ။ဘာလာလာရအောင်။ရောက်ပြီးရောက်။ဒီမဲ့ဆိုရင်ပြောနော်ဒီကြီးနော်တယောက်တည်းချမ်းမလာနော်ဒီလို